ဒီဘက်လိုနေရာအတွက်စားတော့ဖို့ဆိုတော့လုံးဝကိုမဖြစ်နိုင်တော့ပါပဲလို့ဦးခန်ပြောဆိုလိုက်တယ်။နေပြဂွာရီယိုလာမန်စီးတီးရဲ့နေပြဂွာလာက အသင်းကနေထွက်ခွာသွားတော့မယ့်ကွင်းလန်စားမကြီးကေဗင်ဒီဘိုင်းနောက်ကိုအသင်းမှာစားတော့ဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စဖြစ်ကြောင်းဖွင့်အားပြောဆိုလာပါလိမ့်။ဒါပြန်လည်းပဲဒီဘိုင်းရဲ့ထွက်ခွာမယ့်ဆုံးပြန်ချက်ကိုပြန်ပြင်ဆင်ဖို့တောင်းဆိုတာမျိုးတော့မလုပ်ခဲ့ဘူးလို့ဆိုပါလိမ့်။ပေကျင်းလေဝစင်ကွင်းနဲ့ဇာမောကေဗင်ဒီဘန်နာဟာတရားစီရင်မန်စီးတီးအသင်းနဲ့သူ့အတွက်နောက်ဆုံးရာသီဖြစ်ကြောင်းနဲ့ ဒီနေ့ရသည်မှာစာချုပ်တရံကုံဆုံးချိန်အသိအရေးထွက်ခွာသွားတော့မှဖြစ်ကြောင်းအစိုးပိုင်းကအတီလင်းထုတ်ပြန်ကြေညာခဲ့တာလည်းပဲဖြစ်ပါရည်။ဒါပဲလည်းဒီပိုင်းကိုယ်တိုင်ကလည်းစိတ်တန်းကြမှုတော့အပြည့်အဝမရှိခဲ့ပါဘူး။ပရိသတ်အချို့ကတော့မကြသေးခင်ကကယ်ဗင်ဒီဘနာရဲ့ခြေစွမ်းပြသမှုတွေဟာဥမာအပြင်ခရစ်စတယ်ဘယ်လီအသင်းရဲ့ဘွဲမှာတင်းနှစ်ကိုဂိုးမရှိတဲ့ရှုံးနေနေရာကနေပြန်လာနိုင်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့မှုနဲ့ဂိုးတွေအတွင်းယူနိုင်မှုတွေကြောင့်ကလပ်အသင်းကသူ့ကိုဆက်လက်ထိန်းသိမ်းဖို့အတွက်စိတ်ပြောင်းသွားမလားလို့မျှော်လင့်နေကြတာဖြစ်ပါရည်။ နေပြည်တော်ကသက်33နှစ်အရွယ်ဒီကစားမကိုချီးကျူးပြောဆိုခဲ့ပေမဲ့အစာချုပ်သိကတော့ဖြစ်လာပွဲမရှိဘူးလို့အခုလိုဖွင့်ရပြောဆိုခဲ့ပါလေ။ပထမဆုံးအနေနဲ့သူ့ကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါလေ။ Crystal Valley အသင်းရဲ့ပွဲမှာကျွန်တော်နှစ်ကိုဂိုးမရှိနဲ့ရှုံးနေနေတဲ့အချိန်သူကကူညီကယ်တင်ပေးခဲ့ပါလေ။ဒီနေ့ပွဲမှာလည်းကိုသွင်းပြတယ်။သူဒီလိုပုံစံကောင်းတဲ့အဆုံးသက်နိုင်တဲ့အတွက်ကျွန်တော်ဝမ်းသာပါလေ။ ATM မှာဈာရမယ့်တပွဲလည်းကြံပါသေးတယ်။ကဗင်ဒီမန်နောက်ကိုအသေးမှဆက်ထင်းနိုင်ချေရှိမရှိဆိုပြီးမေးမြန်းတဲ့အချိန်မှာတော့နေပြခွဲလာက ကျွန်တော်တို့ကေဘင်အတွက်အကောင်းဆုံးကိုပဲလိုလာပါလိမ့်။သူသားမရှိခင်ရင်ဒီနေ့တွေအတွင်းကျွန်တော်တို့စီဒီလောက်အောင်မြင်မှုတွေရရှိခဲ့မှာတော့မဟုတ်ပါဘူး။သူကမယုံနိုင်လောက်အောင်ကိုကောင်းတဲ့ကစားမတက်ရောက်ပါပဲ။ဒါပေမဲ့အချိန်တွေကတော့ဖြစ်တဲ့ဖြစ်ထိုက်တဲ့အတိုင်းပါပဲ။ဒီလိုစားမမျိုးကိုစားထုတ်ဖို့ဆိုတော့လလို့မှမဖြစ်နိုင်ပါဘူး။ဒါသူရဲ့ဇာမုံခြေစွမ်းတက်တက်ကြောင့်မဟုတ်ပါဘူး။နေပေါင်းများစွာကျွန်တော်တို့ပြိသက်တွေရဲ့နှလုံးသားထဲမှာသူဘလောက်အထိဒိဗယ်ရှိလဲဆိုတာလဲပါဝင်ပါလိမ့်။ကျွန်တော်ရရှိခဲ့တဲ့အောင်မြင်မှုတွေအားလုံးဟာကစားမတွေကြောင့်ပါပဲလို့ ွင့်ရမျိုးဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီဘက်ကမန်စီးတဲ့တမန်တစ်ချောင်းခန်းနာဆုံးကစားမအဖြစ်တမိုင်းမှတ်တိုင်ဝင်မှာတေးကြသလိုပရီးမီယာလိပြိုင်ပွဲတစ်ချောင်းမှာလည်းကောင်းဆုံးကစားမ7ရောက်ဆင်းတဲ့မှာသူ့ရဲ့ပြေးခဲ့တဲ့ဆယ်စုနှစ်အတွင်းစီးရီးအတွက်စွမ်းဆောင်ပေးခဲ့မှုတွေကြောင့်ရွေးချယ်ခံရမှာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့အခြေစီဇာမဟောင်းဖြစ်တဲ့ကေဗင်ဒီဗန်နာကဒဏ်ရာပြဌာနာတွေနဲ့ပုံမှုရုံးကန်လိုက်ရပြီးသူ့ရဲ့ပုံမှန်ခြေစွမ်းကလည်းအရင်လိုမဟုတ်တော့ဘူးလို့ဆိုနေပါလိမ့် လာဆောင်ငွေအများအများရရှိနေတာကြောင့်လည်းအဆုံးသတ်မှာတော့နှုတ်နှစ်ဖက်လမ်းခွဲဖို့ဖြစ်လာခဲ့တာပါ။ဒါပဲလည်းဒီအာဒီမာတော့ဖေဗလောင်းအောင်မြင်မှုနဲ့အတူနောက်ဆုံးအနေနဲ့အောင်ပွဲခံသွားနိုင်မဲ့အခွင့်အရေးတော့ရှိနေသေးတာလည်းပဲဖြစ်ပါလိမ့်။ဘယ်လင်ကရာမေစီကနေတင်ယူစရာတွေအများကြီးရှိနေသေးတယ်လို့ဆိုလိုက်တဲ့ဂရီမီဆောင်းနဲ့လဘောတင်းရဲ့ဇာမောင်ဟောင်းနဲ့စကိုင်းစပေါ့မှာဘောလုံးရေအားဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်လျက်ရှိနေတဲ့ဂရီမီဆောင်းနဲ့ဟာရီမထွေတင်းရဲ့ခွင့်လန်ဇာမောင်ဂျိုးဘလင်ယန်ကိုစိတ်ပြည့်စရာလို့တုံးတုံးပြောဆိုလိုက်ပြီး ဘာဇူနာသည်အတဲဝင်ဇာမလီလာမီရာမဲစီကနေတင်ယူဖို့တိုက်တွန်းပြောဆိုလိုက်ပါလေ။ဂရေဘီဆောင်းလိုက်ကတော့အင်တာမီလန်အသင်းရဲ့ဇာကတဲ့ချန်ပီယံစင်မီဖိုင်နယ်ပရမတော်ပွဲစဉ်မှာကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ဘာဇူနာသည်ရဲ့ဆယ်ကျော်တဲ့အတဲဝင်လေးလာမီရာမဲကိုချီးကျူးစကားဆိုသွားခဲ့တာလည်းပဲဖြစ်ပါလေ။အဲ့ဒီပွဲမှာရာမဲကဘာဇူနာသည်ရဲ့ခြေပါကိုတွင်းယူပေးနိုင်ခဲ့တယ်လို့တွေ့ကြုံရင်အင်တာမီလန်ရဲ့နောက်ခံဇာမလီကိုလည်းပွဲချင်းတစ်ချောင်းလုံးအခက်တွေ့အောင်ဒုက္ခပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။ ဘာဇီလိုနာသရီးပွဲမှာနှစ်ဂိုးပြန်ရှုံးနေနေရကနေ၃ဂိုး၃ဂိုးနဲ့တည်ရင်ရအောင်ပြန်ကစားနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။ဂရေမီဆောင်းနေကတော့ရာမေးရင်ချမ်းမှုတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဒီဘက်အင်နာမီလန်အသင်းရဲ့ပွဲမှာလာမေးရာမေးကိုကြည့်ရတာအသက်၁၈နှစ်အရွယ်နဲ့ဘယ်သူမှဒီလောက်မကောင်းနေပါဘူး။ဒါလုံးဝမတရားပါဘူး။ကျွန်တော်ဒါကိုနောက်ပြောင်းတဲ့သဘောနဲ့ပြောတာပါ။ Sorry ပါ။ဒါပေမဲ့ကျွန်တော်တို့ကရန်ကိုထူးခြားတဲ့အကြီးအသေးပန်းရှင်တယောက်ထွက်ပေါ်လာတာကိုကြည့်ကြည့်နေရတယ်ဆိုတာကတော့ဘယ်သူမှငြင်းနိုင်မှာတော့မဟုတ်ပါဘူး။ သူဟာအသင်းကြီးအတွက်ပွဲပေါင်းတရာစားပေးပါပြီဇူလိုင်လကျမှအသက်16နှစ်ပြည့်မှာပါသူ့ရဲ့ဇာမတရာအတွက်နားလျားခက်တာကသူ့ရဲ့အကြီးအချင်းနဲ့ကာယကြံ့ခံမှုတွေမဟုတ်ပါဘူးဘောလုံးကွင်းထဲမှာသူ့ရဲ့စုံဖြတ်နိုင်စွမ်းကိုပါပဲဒေဂလီယာသူ့ရဲ့အသက်အရွယ်အထက်အများကြီးပိုပြီးတော့ရင်းကျက်တဲ့ဇာမတရာစီကနေမျောလင့်ထားရမယ့်စုံဖြတ်ချက်မျိုးတွေကိုထားမှတ်နိုင်ပါလိမ့်တော်ဒီအသက်အရွယ်မှာခရစ်စတီယာနိုရယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ထပ်တောင်းတာလုံနေပါပြီ။ဒါအပြင်သူဟာစူးစမ်းပန်းစားစားရတဲ့စီကံကိုလည်းပြောမွေးပါလိမ့် ဟိုးဝေးကကြည့်မယ်ဆိုရင်အဖက်ဘက်ကပြည်ပြည်စုံနဲ့ကောင်းလေးတယောက်ပါပဲလို့ချီတူပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။လာဘရမင်ကိုချီတူပြီးတဲ့နောက်မှာဂရမီဆောင်းနဲ့ကရီယယ်မထွေအသင်းရဲ့အသက်နှံဆက်အရွယ်အင်္ဂလန်ကွင်းလန်ဇာမဘလီယန်ကိုထောက်ပြပြီးတော့နှမ်းချင်းဝေဖန်ပြောဆိုခဲ့တာဖြစ်ပါလိမ့်။ဘလင်းစပိန်မြင်ကပထမရာသီအရအလွန်အောင်မြင်ခဲ့တာကိုအတိအမှန်ပြုတ်ပေမဲ့လည်းဒီနေ့တွေအတွင်းသူ့ရဲ့တိုးတက်မှုလမ်းကြောင်းပေါ်စိုးရိမ်မိကြောင်းဂရမီဆောင်းနဲ့ကအခုလိုဖွင့်ရပြောဆိုပါလိမ့်။မကြသေးတဲ့ကရီယယ်မထွေမှာဂျိုးဘလင်ယန်ကိုကြည့်ရလာစိုးရိမ်စရာပဲ သူကစပိန်မြေမှာမြို့နယ်လက်အောင်ကောင်းတဲ့ပထမရာသီကိုပန်းဆိုင်ခဲ့ပါတယ်။ကမ္ဘာအဆင့်ဈာမတစ်ယောက်လိုပါပဲ။ဒါပေမဲ့လည်းအခုတော့သူဟာဘဲသူစကားမှနားမထောင်တော့ဘူးလို့ကြောက်ကြတော့မြင်နေ။ကျွန်တော်မှပါစေလို့ဆူတောင်းပါတယ်။ဒါပေမဲ့ဒီနေ့ကတော့ဘယ်လီယန်အတွက်စိတ်ပြက်စရာပါပဲ။ဘယ်လီယန်ရဲ့အပြုတ်မှုထုတ်ကိုမေကွန်ထုတ်ရလိမ့်မယ်လို့ထင်နေ။သဘောထားကွဲလွဲမှုတွေပြနေတယ်။ဒဏ်လုံကြီးတွေနဲ့မလို့ရပဲပြဿနာတွေဖြစ်နေတယ်။တကယ်လို့သူသားတယောက်ရောက်ရဲ့စကားကိုနားထောင်နေတယ်ဆိုရင်တော့အဲ့ဒီအကြံဉာဏ်တွေဟာလမ်းမကိုညွှန်ပြနေတာပဲ။ပြီးတော့ဒီလိုအပြုတ်မှုတွေ ဆေးရောင်ထက်သန်မှုလွန်ကဲစွာ ပြသနေတယ်လို့သူထင်နေရင်ပါးရွေးနေတာပဲဒါရမယ်ခြောင်ချရမယ်ပြီးပြီးစုံတဲ့ဥပမာပဲဒါကဘယ်လင်ငန်တယောက်ထက်ကိုပဲပြောတာမဟုတ်ပါဘူးဒါပေမဲ့သူဒီလမ်းကြောင်းအတိုင်းဆက်သွားနေတာကိုတော့ကျွန်တော်တော့မမြင်လို့ပါဘူးသူဘာတွေမှားနေလဲဆိုတာကိုဗီဒီယိုတွေမှာပြန်ပြီးကြည့်နေပါလိမ့်ဒီကြောင်းလေးကိုပဲထက်ကတည်းကလည်းပြောနေရတာမကြိုက်ပါနဲ့ပဲဒါကနားမှာအတွေ့အကြုံရဲ့ဇာမကောင်းတွေရှိနေခြင်းရဲ့တန်ဖိုးပါပဲအရင်ကဒီလိုအခြေအနေမျိုးတွေကိုကြုံမှုပြီးမင်းကိုလမ်းကြောင်းမှာမှာပြန်တင်ပေးနိုင်မဲ့သူတွေပေါ့ ရီယယ်မထွေတဲ့ဘာစီလိုနာအသင်းကလပ်တွေမှာနားထောင်တဲ့လူတွေအများကြီးအမအများကြီးရှိတယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်။ဒိန်ယူဖို့နဲ့နားထောင်ဖို့ရတန်လိုက်ရအောင်ကိုကိုကိုအရန်တော်အရန်ကိုလိန်ပါတယ်လို့ဘယ်သူမှမယုံကြည်ကြပါနဲ့ဆိုတဲ့စကားတော့အမြဲတမ်းမှန်ပါလေ။မိုင်ရိုနဲ့အသင်းရဲ့စပါအသင်းတို့ဟာချန်ပီယံလိဂ်ကိုနောက်ပြီးပေါက်ကနေပြီးတော့ဝင်တာလုံးဝကိုမထိုက်တန်ဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့အီမန်နျူရယ်ပီတီ။ ပြည်တွင်သင်းရဲ့ဇာမဟောင်းကြီးအမန်နူရယ်ပေတဲ့ကရော့တရောက်တင်းတဲ့စပါအသင်းတို့ဟာပြည်တွင်းလိမှာရာသီတစ်ခုလုံးခြေစွမ်းဆိုးရွားခဲ့တာကြောင့်ယူဘာလိဖောက်ကိုရောက်ယူပြီးတော့ချက်မလီဝင်ကွင်းရောက်ရှိသွားမယ်ဆိုရင်တော့အဲ့ဒီဝင်ကွင်းနဲ့မထိုက်တန်ဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါလိမ့်ပရီးမီယံလိဘာစပါတင်ကအဆင့်၁၆မိုင်ရော်ဒီယာတင်ကအဆင့်၁၄ဆိုတဲ့အခြေအနေဆိုးရွားနေတဲ့ဂျုံတွေ့နေရပေမဲ့ယုံကန်နေရပေမဲ့အသင်းနှစ်သင်းစလုံးဟာဥရောပဒုတိယအဆင့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိမှာတော့ဘောလူပွဲကိုတက်ရောက်နိုင်ဖို့အတွက်မိနစ်90အကွာကိုရောက်ရှိနေရပြီလည်းပဲဖြစ်ပါလိမ့်။စပါတင်ရနော်ဝေကလပ်ဘောလူကလင်းကိုအချိုဘောလူပွဲမှာပရမအကျော်မှာ3ဂိုးတိုးနဲ့နိုင်ရရှိထားပြီးရော်ဒီအသင်းကလည်းဝေးခွင့်မှာဘီဘောကို3ဂိုးဂိုးမရှိဆိုတဲ့ရာလနဲ့ဂိုးပြတ်နိုင်ရရှိထားတာလည်းပဲဖြစ်ပါလိမ့်။စပါတင်ရဘောစတီဂိုလူကတော့ယူပါလိဖလားတာစကုနိုင်ခဲ့မယ်ဆိုရင်တော့အသင်းရဆိုးရွားနေတဲ့ရာသီကိုအောင်မြင်တဲ့ရာသီအဖြစ်ပြောင်းလဲပေးနိုင်တယ်လို့ဆိုထားပါလိမ့်။ ဒါပေမဲ့လည်းအီမန်နျူယယ်ပေးတဲ့ကတော့ဒီအပေါ်မှာသဘောမတွေ့ပါဘူး။သူကယူနိုက်တက်ဖြစ်စေစပါဖြစ်စေယူဝါလီဖလာရယုံနဲ့ဥရောပရဲ့အဆင်ပြေဆုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိကိုဖြန့်လန်းပြီးတုံးပြီးတော့ဝင်ခွင့်ရတာမျိုးဟာလုံးဝမဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ပယ်ချသွားတာလည်းဖြစ်ပါလိမ့်။အီမန်နျူယယ်ပေးတဲ့ကစပါနဲ့မန်ယူနိုက်တက်အသင်းနှစ်သင်းစလုံးဟာယူဘာလီကနေသူတို့တွေဆိုးရွားတဲ့ရာသီကိုကယ်တင်နိုင်ဖို့အခွင့်အရေးရှိနေပါလိမ့်။ဒါပေမဲ့သူတို့နောက်ရာသီချန်ပီယံလိမှာဈာဖို့ထိုက်တန်လို့လား ကျွန်တော်ပြောရဲတယ်လုံးဝလုံးဝမထိုက်တယ်ဘူးနာသိန်းစလုံးနောက်ရသည်ချမ်ပလီဝင်ခွင်းနဲ့လုံးဝမတန်ပါဘူးယော်ဒန်တွေဖီပောင်းနဲ့ဘွဲစီမှာအကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပါတယ်ဒါပေမဲ့လိုင်ယွန်ရဲ့ဘွဲကိုကြည့်လိုက်ရင်လိုင်ယွန်ကယူနိုက်တက်အသင်းကိုအပြတ်တောင်နိုင်သွားခဲ့တင်တာပါစပါတင်ကတော့အာသင့်စရာတစ်ခုခုလုံးပြနိုင်တော့ဗိမဲ့ဒီရဒီစပါနဲ့ယူနိုက်တက်စီကနေကျွန်တော်ဘာဆိုဘာမှကိုမမျောလင့်ထားပါဘူးရိုးသားပြောမယ်ဆွေမယားအဲ့ဒီနှစ်သိန်းတဲ့ကတက်သိန်းဟန်တော့ယူဘာလီဖလာရသွားရင်ဒါလုံးဝမတရားဘူးလို့ကြောက်ကြတော့ထင်တယ် ။ Emmanuel Petit ရဲ့ဝေဖန်ပြောဆိုမှုတွေရှိနေပေမဲ့ Man United နဲ့ Spurs တို့ဟာ Europa League ဘောလုံးပွဲမှာထိုက်တန်တွဲဆုံမှုဖြစ်နိုင်ရေကတော့အပြေအဝရှိနေသေးပဲဖြစ်ပါလိမ့်။ပါမကြောင်မှာ၃ခုပြန့်တဲ့အနိုင်ရရှိထားတဲ့ရွာတရအသိန်းကတော့အုတ်ထုတ်ဖို့ကွင်းမှာမိဘအုပ်ကိုပြည်သက်နိုင်ရဖို့အတွက်အခြေအနေကောင်းနေပါလိမ့်။စပါတင်ကလည်းဘော်ဒိုကလေးရဲ့အိမ်ကွင်းမှာအဝေးကွင်းဖီအောက်ကိုတော်လာပြီးတော့အာယုံစုဆိုင်မှုအပြည့်နဲ့ကစားဖို့လိုအပ်ပါလိမ့်မယ်။ နော်ဝေကလည်းဘော်ရိုကလင်းဟာဥရောပပြောင်းလဲမှာတင်းကြီးတွေကိုခန့်တွေ့အောင်ကစားနိုင်ခဲ့တဲ့အသင်းနဲ့တင်ဖြစ်ပေမဲ့လည်းစပါအသင်းတွေပထမချုပ်ဟာနှစ်ကိုအသာကတော့အားသာချက်တစ်ခုဖြစ်နေပါလိမ့်။တကယ်လို့များနှစ်သိန်းဆုံးသာဆီမီပါနဲ့အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ယူဘလီဖလာနဲ့အတူနောက်ရာသီချမ်လီဝင်ခွင့်ဆိုတဲ့ရွှေလက်မှတ်တစ်စောင်ကိုလူယူကြမယ်အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်နှစ်သိန်းထိတဲ့တွေ့ဆုံကြမယ်စိတ်လို့ရှားဖွေရဘောလူပဲကြီးကိုရှုမြင်ခန်းစားတော့မှလည်းဖြစ်ပါလိမ့်။ ထို့အတူပဲမြို့ကန်ပြန်ပဲမန်စီတဲ့ရဲ့နီးပြောက်ဂွိုင်းလာကလည်းမိုင်းဒရီယာသင်းကိုချန်ပီယံလိကိုနောက်ဘေးပေါက်ကနေပြီးတော့ဝင်ဖို့ကြိုးစားနေတယ်လို့ပွင့်မလင်းလင်းပဲဖွင့်ရပြောဆိုခဲ့မှုပါလေကျေးဇူးတင်ပါတယ်ဘယ်စံမြလို့ကိုစိတ်နှစ်ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ